တောင်နှင့်ရွှေဘုံမြို့နယ်တွင်စစ်တပ်ကစစ်ကြောင်းထိုးပြီးကျေးရွာများကိုဇက်တိုက်မိရှို့နေကာတောင်နှင့်ချီသောပြည်သူများထွက်ပြေးနေရမကွေတိုင်းပေါ့မြို့နယ်အတွင်စစ်ကြောင်းထိုးနေသည့်အကြံဖက်စစ်တပ်ကကျေးရွာများကဇက်တိုက်မိရှို့ဖျက်ဆီး၍တောင်နှင့်ချီသောပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည် အော်တိုဗာလ29ရက်နေ့တွင်အတက်ဖက်စစ်တပ်၏ကပါစာ22မှထွက်လာသောတပ်မ69လက်အောက်ခံတပ်ရင်း100 439 14တို့ပူးပေါင်းထားသောအင်အား300ကျော်ပါစစ်ကြောင်းသည် ရိုးကြီးရွာအနောက်ဘက်တွင် ရှားပင်ရေရွာမိုးကောင်းချောင်းမှအသက်30ကျော်အရွယ်ကိုရွှေမင်းနှင့်ရိုးကြီးတော်မှအသက်40အရွယ်ကိုကျော်နိုင်ထွန်းတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသိရသည်အော်တိုဗာလ31ရက်နေ့တွင် ထိုစစ်ကြောင်းသည်ချက်ကန်ရွာစာတင်ကျောင်းကို ဝင်ရောက်စီးနှင်းပြီးနေအိမ်ခုနှလုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းနိုဝင်ဘာလတရက်နေ့တွင်ချက်ကန်ရွာမှတဆင့်ပင်တောင်ဖြူစောတိရွာနှင့်ဒီထုတ်ကွင်းရွာဖြူစောတိရွာကိုစစ်ကြောင်းနှစ်ကြောင်းခွဲ၍ထွက်ခွာသွားကြောင်းထို့နောက်နိုဝင်ဘာလ3ရက်နေ့တွင် ရင်းစစ်ကြောင်းသည်ဖြူစောတိများနှင့် ပူပေါင်းကာအင်အား900ခန့်ဖြင့်ကျေးရွာများကိုထပ်မံစစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းသိရှိရသည် ရင်းစစ်တောင်းသည်နိုဝင်ဘာလ6ရက်နေ့တွင်တရဖီရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းယနေ့နိုဝင်ဘာလ8ရက်နေ့တွင်လယ်လန်းကျေးရွာနှင့်မြေချားကျေးရွာရှိစစ်ရှောင်များနေထိုင်သောတော်ရဲများကိုထပ်မံမီးရှို့ဖျက်ဆီးနေကြောင်းသိရသည်ထိုအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်ပေါ့မြုံနယ်အတွင်ရှိကျေးရွာ၁၉ရွာမှအိမ်ထောင်စု၃၀၀၀ကျော်ပြည်သူ၁၂၀၀ကျော်သည်ဘေးလွရာတောတောင်များအတွင်ထွက်ပြေးတိမ်းရှောင်နေရပြီးစားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်းပေါ့မြို့နယ်လူသားစာနာဌာနကပြောဆိုထားသည်ပေါ့နယ်တဲကိုထိုးနေတဲ့စစ်ကြောင်းကအင်းအားလဲများတယ်သူတို့ပြူစောထီးရွာတဲကနေစထွက်လာတဲကရွာတွေကိုစိတ်ကြိုက်ဝင်စီးပြီးမီးရှို့နေတာအခုထိခွေးစစ်ကြောင်းကစစ်ကြောင်းထိုးနေတုံးဆိုတော့ပျက်စီးမှုအခြေအနေကိုအတိမပြုတ်နိုင်သေးဘူးဒီနေ့လေလဲလန်းကျေးရွာနဲ့မြေသားကျေးရွာကဆက်ဆောင်တော်တဲ့တွေကိုမိဆက်ရွှတ်နေတယ် ပြည်သူတွေလည်းသူတို့စပြီးဝင်လာတဲ့ကရှောင်နေရတာအခုထိပဲစားနေရိတ်ခါတွေလည်းအရေးပေါ်လိုအပ်နေပါတယ်ဟုဒေသပြည်သူတို့ကပြောဆိုသည်အလားတူသခိုင်းတိုင်းရွှေဘုံမြို့နယ်အတွင်းရှိနှောပင်ရွာကိုလည်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထုံးဝင်ရောက်ပြီးနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း Wallet Informational Network တာဝန်ခံကိုမုံတိုင်းကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည်ယနေ့နိုဝင်ဘာလ10ရက်နေ့နနက်အစောပိုင်း9:00နာရီခန့်တွင် ရွှေဘုံမြို့နယ်ဇီရောရွာထဲတွင်ရောက်ရှိနေသော အကြမ်းဖက်စစ်တပ်သားများကနှောပင်ရွာကို ဝင်ရောက်စီးနင်းပြီးနေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းလက်ရှိချိန်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ဆိုင်းနိုင်လေးရွာကိုပြန်လည်ဝင်ရောက်သွားကြောင်းသိရသည်ဆိုင်းနိုင်လေးရွာကနေစစ်ခွဲတွေနန်းတပ်အစောပိုင်း၃နာရီလောက်ထွက်လာပြီးနှောပင်ရွာကို၅နာရီလောက်မှ ဝင်ရောက်စီးနင်းမိရှို့တာအဲ့စစ်ခွဲစစ်ကြောင်းက မင်းချုပ်ပြီးတော့ဆိုင်နိုင်လင်းရွာတဲကိုပြန်ဝင်သွားတယ်ဟု wallet information နဲ့နဝတ်တာဝန်ခံကိုမုံတိုင်းကပြောဆိုသည်အကြံဖတ်စစ်တပ်သည်ရွှေဘုံမြို့နယ်အတွင်းရှိရွှေဘုံမန္တလေးလမ်းပိုင်းကိုနိုဝင်ဘာလ6ရက်နေ့ကစတင်စစ်တောင်းထိုးမီးရှို့နေခြင်းကြောင့်တိုက်ပွဲများလည်းဖြစ်ပွားနေပြီးလက်ရှိချိန်တွင် အကြံဖတ်စစ်တပ်စစ်ကြောင်းကြောင့်ဇီတော်ရွာတကနန်းရွာနှောပင်ရွာဘုံပွဲရွာဆိုင်နိုင်ကြီးရွာနှင့်ဆိုင်နိုင်လေးရွာမှာ 当年吃到皮肚面、白肉面、特别等上的也潮，都是亚巴的。